ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ဓာတ်တဆင်လှုပ်ခြင်းဓာတ်ပြက်ခြင်းစတဲ့ဓာတ်မမိခြင်းစတဲ့ကျွန်တော်တို့တွေဘေးနေဝါးနေပါတဲ့မိတ်ဆွေများအတွက် ကျွန်တော်တို့တွေဒီတည်းမှာဓာတ်ပြက်တဲ့အကြောင်းလေးကိုမေးစမြောမရောက်ပြမှာဖြစ်ပါတယ်ဒီအကြောင်းလေးကအရင်ကိုကျွန်တော်တို့တွေသိထားတဲ့နေပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဗီဒီယိုရေရာစီရင်လေးအဲတော့ရေရာလေးတွေဒိုက်တက်စင်တွေလောက်ကြတဲ့မေးစွေတွေဝါနာပါတဲ့မေးစွေတွေအများကြီးရှိတယ်အဲတော့အဲတော့ကျွန်တော်ဟိုဆရာပေးတယ်ဟိုလေးလှုပ်လိုက်ဒီဆရာပေးဒီအိုက်လှုပ်လိုက်အဲလိုလှုပ်ချင်ရပြီးကျွန်တော်တို့ကတက်မတက်တာတွေဓာတ်ပြက်တာတွေဖြစ်နေပါတယ် ဒါကြောင့်မို့ရှေ့လူကြီးများပြောပြောခဲ့တာပေါ့ကျွန်တော်ဓာတ်ပြတ်တယ်ဓာတ်မတည့်ဘူးလို့အဲဓာတ်ပေါက်တယ်လို့အဲ့လိုမျိုးတွေပြောကြတယ်ပေါ့နော်ဒါဒီအချိန်လေးကိုအခြေခံပြီးပြောပြပြောပြောလာခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဘာကြောင့်ဓာတ်မတည့်တာလဲဘာကြောင့်ဓာတ်ပြတ်တာလဲဘာကြောင့်ဓာတ်တွေပေါက်တာလဲဆိုတော့ကျွန်တော်တို့ကဒီတစ်ခါကြလို့ရှိရင်အစီအရင်တွေလောက်တယ်ရေတရာတွေလောက်တယ်ဆရာဆရာဆရာတရားကပြောတယ်ဆိုကြပါစို့တော်9ခွဲ9 95မှာလောက်ရမယ် ဲ့လိုမျိုးလေးပြောတယ်။ဒါဟုတ်ကျွန်တော်တို့ကအချိန်ဒီတစ်ခါကြလေမလာတဲ့ခါမျိုးမှာစင်နေခွဲလေးဖြစ်ရင်ဖြစ်ဖြစ်သွားနိုင်တယ်လို့စက်တလေးဖြစ်ရင်ဖြစ်သွားနိုင်တယ်။တစ်ခါကြလို့ရှိရင်လည်းအလုတ်ကသွားမှာမို့ခွန်နိုင်ခွဲတဲ့ကျွန်တော်တို့သွားမျိုးလေးရှိတယ်။တချို့စီရင်နေတချို့နေရာတွေကသူ့ချိန်နဲ့သူလောက်တာမျိုးတွေရှိသလိုအချိန်နှင်းငယ်လွဲလွဲတော့တာနဲ့အကျိုးပေးရတဲ့တို့လေဟိုတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်ဒါဟုတ်ပဲကျွန်တော်တို့ဓာတ်တွေပြဲသွားတယ်အဲလိုဓာတ်ပြဲသွားတဲ့ဓာတ်တွေပေါက်တာကတော့ဘလို့ချင်းမြတ်ဓာတ်ပေါက်တယ်ဆိုတော့ဟိုဟိုစရာပေးတယ်ဟာဥမာ ဥမာဆိုကြပါစို့ဥမာငွေဝင်ငွေဝင်ဟာဟိုစရာပြည့်တဲ့ဝင်ရတရားတဲ့ဟာဒီစရာပြည့်တဲ့ငွေရတာအဲ့လိုမျိုးရတရားတွေကိုတစ်ခုပြီးတစ်ခုမလုပ်ပဲနဲ့ဟိုဟိုစရာပြည့်တဲ့လှုပ်လိုက်ပြောင်းဒီစက်ပြည့်လို့ပြောင်းအဲ့လိုရတရားတွေများတော်တဲ့အခါမျိုးမှာဆရာမြတ်အသားအသေးဆိုသလိုပဲကျွန်တော်တို့ကဘာမှဆွမ်းမလာတာမျိုးလေးဖြစ်နေပါတယ်ဒါကြောင့်မလို့မိတ်ဆွေများကရတရားစီနေလုံးမဲ့ဆိုလို့ရှိရင်ကျွန်တော်ပြည့်တဲ့စီရင်လေးကိုလုံးမဲ့ဆိုလို့ရှိရင်ねကျွန်တော်ပြည့်တဲ့အချိန်လေးကျွန်တော်ပြည့်တဲ့ရက်လေးမှာလုံး အပီးတပီးမပီးမတိုင်နေတခြားဆရာပေးတဲ့အစီအစဉ်လေးလို့ပေါ့ဗျာအများသောအပြည့်ကျွန်တော်ပေးတဲ့အစီအစဉ်လေးတွေကမဲဆွေများတို့ဘာဆိုကြမှမရှိဘူးဆိုတော့ကျွန်တော်ရဲကြီးအမတ်ခံပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အကာအကွယ်အနေနဲ့ကျွန်တော်တို့ခါရာမန္တန်လေးတွေပေးလို့ရှိပါတယ်ခါခါရာနဲ့ရရံနဲ့တွဲလို့တော့လုံးဝကိုအနေကင်းပါတယ်အမတ်ခံပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်မိတ်ဆွေများတခြားဆရာတွေအစီအစဉ်လေးတွေဒိုင်ဒက်စင်လေးတွေတချို့ဆိုလို့ရှိရင် ဥမာအတိုက်ခိုက်တွေကြုံနေရတော့ဥမာဓာန်ပြန်ရရလေးတွေဓာန်ပြန်အစီရင်လေးတွေလှုပ်တယ်အဲ့လိုရှင်နေမျိုးနေပါလေပုံเนาะသူကဒီတက်လို့ရှင်နေအဲ့လိုရရလေးဓာတ်ရစင်နေဆိုတာကတခုပြီးမှတခုတခုပြီးတော့မှပဲသူ့ရဲ့သူ့ရဲ့အာနိသင်နေသူ့ရဲ့ဆွမ်းစာတွေအလုတ်ကုန်ပြီဆိုတော့ကြာမှနောက်တစ်ခုကိုပြောင်းလို့ တင်နေပုံတော့အဲ့တော့ကျွန်တော်တို့ကပညာဟိုပညာပညာရတစ်ခုခုကိုတင်တယ်လို့ပဲကိုကဆိုကြပါဆိုအင်္ဂလိပ်စာတင်နေတာအဲ့တော့သွားပြီးတော့ဂျပန်စာသွားတင်လိုက်ပဲသွားတင်လိုက်ပဲဆိုလို့ရှိရင်ဟိုကလည်းမမတက်ဒီကလည်းမမတက်ဟိုမြောက်ဒီမြောက်နဲ့ဇော်ကလိုင်းဖြစ်သွားတတ်တယ်အဲ့လိုအခြေအနေမျိုးပေါ့ဗျာဒါမိတ်ဆက်များနားလည်လို့အောင်ပြပြတာပါဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးအဲ့လိုမျိုးအခြေအနေမျိုးတွေပါကျွန်တော်တို့ရေတယောက်နဲ့တယောက်နဲ့ ဓမ္မတေဘူးတို့ဓာတ်တွေပြက်ပြဲတွေတို့ထပ်ပေါက်တွေတို့အဲ့လိုမျိုးတွေရှစ်လူကြီးတွေတုံးခဲ့တဲ့အတိုင်းပဲဒီစီဒီလိုမျိုးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကဒီအစီဆရာပေါင်း16တောင်ကပေးတဲ့အစီအစဉ်တွေရှောက်လုပ်တယ်ဟိုကလည်းမပြီးဒီကလည်းမမပြီးအဲ့လိုမျိုးတွေရှောက်မလုပ်ပါနဲ့အဲ့လိုမျိုးဆိုရင်ဓာတ်ပြက်တယ်ဓာတ်ပေါက်တယ်တချို့ဆိုရင်ကျွန်တော်မိတ်ဆွေတူကျွန်တော်ကြုံမှုတယ်သူ့ဘာရကြပေးပေးမဆွမ်းဘူးသူများတွေပေးတဲ့ကြတော့သူ့ပေးမဆွမ်းဘူးဘာလို့လို့ကိုအဆွမ်းမပြတော့တာဘာလို့လို့ကိုမထူးခြားတော့တာပေါ့ miếu nó rồi rồi dùng này ဒါတော့ယုံကြည်မှုရှိမှသာလေဒီဟာတွေကဆွမ်းတာပေါ့မယုံတော့ဆိုတော့ယုံတယ်ယုံနဲ့ယုံကြည်ရတာနဲ့လောက်တတဲ့အချိန်နေရတဲ့ကွက်တီပဲတကယ်ယုံကြည်နဲ့လောက်တယ်ဒါပေမဲ့သူ့အတွက်ကအစွမ်းနေမပြဘူးဘာကြောင့်လဲဆိုတော့တက်ပြတ်သွားလို့ပဲဖြစ်ပါတယ်ကျွန်တော်ခုနပြောလို့ပဲဘာကြောင့်တက်ပြတ်လဲဆိုတော့သူကဆရာပေါင်းတော့ချက်တော့ပေးတဲ့စီရင်နေရှောက်လောက်တယ်အဲ့တော့ရှောက်ရှောက်လောက်တဲ့ဆိုရင်တစ်ခုမှတစ်ခုလောက်တော့မဟုတ်လောဘတွေတအားကြီးလောဘတွေတအားကြီးတော့ဟောဝါလဲလို့လည်းပြောင်းဒီလိုဒီလိုလည်းလုလိုက်ပြောင်းအာဟောဝါလဲလို့လည်းပြောင်းအဲ့လိုမျိုးလေးလုလို့မရဘူးပေါ့နော်အဲ့လိုမျိုးလုလို့မရပါဘူးအဲ့လိုလုမဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနပြောလို့ပဲ ဲဓာတ်ပြတ်သွားတဲ့လူတယောက်ဖြစ်တော့နေပါတယ်အဲ့လိုဓာတ်ပြတ်သွားလူတယောက်ကိုဘယ်လိုမျိုးကောင်းအောင်ပြန်လုပ်မလဲဆိုတာလေးကိုလည်းတခါတည်းမရပြင်မှာဖြစ်ပါတယ်ဗျအဲ့လိုဓာတ်ပြတ်သွားတဲ့လူတယောက်ကိုကျွန်တော်တို့ကဘောနော်ခုနှစ်ရက်တိတိအဲခုနှစ်ရက်တိတိ တက်တက်လို့စားရတယ်ခုနှစ်ရက်တိတိကျွန်တော်တရုတ်ကင်မုန်းနဲ့မနဲ့ညရီချိုးပေးရတယ်ခုနှစ်ရက်တိတိငါးပါးတိလခံပေးရတယ်ခုနှစ်ရက်တိတိတန်ဖိုးတေခါတာကိုလည်း15កောက်ရွတ်ပေးရတယ်မနဲ့15កောက်ည15កောက်ပေါ့နော် မနဲ့15កောက်ည15កောက်ခုနှစ်ရက်တိတိကျွန်တော်တက်တက်လို့စားတယ်ခုနှစ်ရက်တိတိငါးပါးတိလခံရတယ်တက်တက်လို့စားတယ်မနဲ့တစ်ချိန်ညတစ်ချိန်တရုတ်ကင်မုန်းနဲ့ရီချိုးပေးရတယ်အဲ့တော့ ကျွန်တော်တို့တွေတယောက်ကမွနေချူပြီးတော့တမွနေကရာကိုတဲ့မနက်ဆက်ကောင်ညဆက်ကောင်အဲ့ဒါခုနှစ်တိလုတ်ပြရတယ်အဲ့ခုနှစ်ပြန်ပြပြတဲ့နေ့မှာအဲ့လူကထက်ပြန်ကောင်းလာတယ်အဲ့ဒါဆိုလို့ရှိရင်နံပါတ်1 အတင်နေနဲ့ပထမဆုံးရရရတခုကိုစပေးလို့ရပြီအရရစလို့ဒါဆိုရင်အစွမ်းပြပါပြီဒါကြောင့်မိတ်ဆွေများလည်းအဲ့လိုဓာတ်ပေါက်တာမျိုးတွေဓာတ်ပြက်တာမျိုးတွေဓာတ်မတည့်တာမျိုးလေးတချို့ဆိုလို့ရှိရင်ဓာတ်မတည့်ရင်ဘယ်လိုဖြစ်လဲဆိုတော့ဟိုရရနဲ့ဒီဂျီတာနဲ့ကိုပေါင်းလို့မရတဲ့အဲ့လိုချင်တဲ့မျိုးမှာရရငွေမရမယ်နဲ့ကိုယ့်စီကငွေကုန်သွားတာမျိုးတွိုင်းနဲ့ဆိုင်ကမောက်တာမျိုးအဲ့တော့ဘယ်ဒုက္ခတွေဖြစ်သွားတာမျိုးလေးကြုံနိုင်တယ် အဲ့ဒါဒါဒီလိုအခြေအနေမျိုးမှာဒါကြုံနေတဲ့ပုံဒါကျွန်တော်ကလုပ်ရင်ကြုံမယ်လို့ပြောတာမဟုတ်ပါဘူးကျွန်တော်ကတော့ဘာပဲလုပ်လို့မကြုံနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ကပေးပြီးမယ်ဆိုလို့ရှိရင်ပြန်ပြန်လဲပြီးတော့ကာကွယ်တဲ့အနေနဲ့ကာရမန္တန်လေးတွေကျွန်တော်ပြောလေကာထားတဲ့အရာလေးရမယ့်အရာလေးလက်ဝတ်မဲ့အရာလေးအဆောက်အအုံရှိမဲ့အရာလေးအဲ့ဒါမျိုးလေးကာရမန္တန်လေးတွဲပြီးပေးလေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အစီအစဉ်နဲ့ကျွန်တော်ရဲ့ရည်ရည်လေးတွေကအန်ရီကင်းပြီးတော့တကယ်ကိုလက်ကူးသူလေးရပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများတခြားဆရာဆရာတွေရဲ့ အဲကျွန်တော်တို့ဒိုက်တက်စီနေလုံးမဲ့အဲ့လိုရေဒီယာတွေချန်ပီယံစီနေလုံးမဲ့ဆိုလို့ရှိရင်တော့တတိထားဒီထားစေချင်ပါတယ်ပေါ့နော်တခုပြီးမှတခုလုံးပါလောဘတွေမကြီးပါနဲ့ဒါကြလို့ tempted ပဲကျလို့ tempted တာလည်းဖြစ်လို့ရှင်ကိုကိုနိုင်ပြီးတော့ကိုကိုပြန်ထိတာမျိုးလေးဖြစ်နိုင်ပါတယ်ဒါလေးကိုမေဆီမြဆင်နိုင်ဆင်နိုင်ပြီလားမရပြတာပြခဲတာဆိုရင်မေဆီအောင်ပဲတက်ပြတ်တာတော့ tempted တာတော့ထပ်ပေါက်တော့သိပြီးထင်ပါတယ်အဲ့တော့တက်ပြတ်သွားတဲ့လူကဘလို့ပြန်ပြီးကောင်းအောင်လုပ်မယ်ဆိုတာလေးကိုလည်းကျွန်တော်ပြောပြပြပြမို့အားလုံးသိပြီးတော့ထင်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုကိုယ်တိုင်တော့ ောင်းပြီကျွန်တော်အိမ်နေတဲ့ကျွန်တော်တို့ရေတရလုတ်တဲ့နေရာတွေမှာကောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်ထမင်းစားစွန်းရှိတယ်ထမင်းစားစွန်းကကျွန်တော်တို့အခုပေါ်တဲ့စွန်းနဲ့ဂင်းနဲ့ခင်းနဲ့မဟုတ်ဘူးเนาะကျွန်တော်ရှေ့ရှေ့တုန်းကဇွန်းလေးအဲရှေ့ရှေ့တုန်းကဇွန်းလေးတချို့ကလည်းကြီးစွန်းလေးရှိကြတယ်ကြီးစွန်းနဲ့ကောင်းတဲ့အာရိုးရိုးစီစွန်းနဲ့ရပါတယ်ပေါ့เนาะဟုတ်ပြီအဲစီစွန်းမှာဖြောင်းတဲ့အဖြူလေးတစ်ထိုင်ထုံးပေးရတယ်အာဖြောင်းတဲ့အဖြူလေးတစ်ထိုင်ထုံးပေးလိုက်တာနဲ့ကျွန်တော်တို့ရဲ့ထက်ပြက်မှုတွေထက်မတဲမှုတွေထက်ပတ်မှုတွေကိုပြန်လဲကုစားပေးပါတယ်ဒါကိုကျွန်တော်တို့ဖြောင်းတဲ့တစ်ထိုင်လေးထုံးပေးပါအဲ ဒီ zone မှာပေါ့နော်ဖြောင်းနေတိုင်းနဲ့ထုံးပါအဲ့တော့ရေးကြည့်တော့အစ်တကယ်လို့ခက်ခဲများရင်တော့၃ရက်ဆက်တိုက်လောက်ထုံးလိုက်ပါနောက်ရက်ကနေစပြီးအစွမ်းနဲ့ပြန်ပြလာပါလိမ့်မယ်ကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်မိစေခွန်းသားများအားလုံးပဲဆက်ကျင်သာကိုကျမ်းမှာရှိကြပါသည်အားလုံးပဲအနေကင်းဝင်ကျမ်းမှာကြပါသည်ဗျာအစီအမေနဲ့ live screen နဲ့ပြီးအပိတ်ကပေါင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ